စပိန်ကိုဒိုးတော့မဲ့အာနိုလေဗာပူးအသင်းရဲ့ငယ်မွေးချံပေါင်းကစားသမားတူဖြစ်ပြီးနှစ်ပေါင်း20ပေါင်းဖြတ်တန်းလာတဲ့အင်္ဂလန်လောက်ခံလို့အာနိုဟာစပိန်ကိုဒိုးတော့မှာဖြစ်ပါတယ်26နှစ်ရွယ်အာနိုဟာ2016ဆက်ခွန်ဘောလုံးရန်လီကလီဗာပူးပထမအသင်းကြီးနဲ့အတူစတင်ပါဝင်ကဒီယာဒီနဲ့ဆိုရင်ကစားလာတာက6နှစ်ရှိနေပါပြီ ကစားတဲ့နေရကညာနောက်ဖက်ဖြစ်ပေမဲ့ဘောလုံးဖန်တီးပြဖို့မှု ကောင်းတဲ့အပြင်ကိုင်းလေဖန်တီးရှင်အဖြစ်နိုင်မရခဲ့သူကအာနိုးဖြစ်ပါတယ်။လီဗာပူးအသင်းကိုစားပြုပြီးပြန်မိုးဆုံ352ပွဲကစားခဲ့ရာ23ဂိုးသွင်းရကဂိုးဖန်တီးမှု66ချိန်ထိပြုလုပ်နိုင်ခဲ့ပါတယ်။လီဗာပူးနဲ့အတူချန်ပီယံလီပရီးမီးယားလီအပါအဝင်ရနိုင်မြောက်ဖလားတွေကိုလည်းတင်ပိုက်နိုင်ခဲ့တာပါ။ ဒီနှစ်ရာသီကုန်ရင်အန်ဖီကလပ်နဲ့လမ်းခွဲတော့မယ့်အကြောင်းအာနိုကလူမှုကွန်ရက်ကတဆင့်ကြေညာခဲ့တာကအားလုံးသိဖြစ်ပါလိမ့်မယ်။သူ့ရဲ့ဘဝတစ်လျှောက်အခက်အခဲဆုံးဆုံးဖြတ်ချက်ကိုချောက်မှတ်လိုက်ရတာဖြစ်ကြောင်းအာနိုကပြောပါတယ်။လေဗာမူးနဲ့လမ်းခွဲပြီးဘယ်အသင်းကိုရောက်မလဲဆိုတော့ခံမှန်းသတင်းတွေအတိုင်းစပိန်ထိပ်သီးရီးယားမက်ဒရစ်ကိုဖြစ်နေပါတယ်။ ။ Real Madrid ဟာ2024ကအမ်ဘာပေကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ယူခဲ့သလို2025မှာအာနိုကို Free Agent အဖြစ်ခေါ်ယူမှာပါ။အာနိုဟာ Real နဲ့6နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်ကြောင်းသတင်းတွေကဖော်ပြနေပါတယ်။ဒီဆုံးဖြတ်ချက်ကစိတ်ခုံမှုအသည့်တွေကိုတွေ့ကြုံခံစားဖို့ကျွန်တော်ရဲ့ comfort zone ကနေကိုကိုကိုရုံးထွက်ပြီး professional နဲ့ပုံကိုရေးအရာရောတွန်းအားပေးဖို့အတွက်ဖြစ်ပါတယ်။ဒါကတော့အာလို့ပြောခဲ့တာပါ။